ားလုံးပဲမင်္ဂလာပါရှင်။စာပေလန်းရဲ့ book review အစီအစဉ်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့ရှင်ပါ။ဒီနေ့ကျွန်မညွှန်ပေးခြင်းတဲ့စာအုပ်လေးကတော့စာရေးသူကိုတာရေးသားထားတဲ့သူစရီတာဆက်ဝန်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။သူစရီတာဆက်ဝန်ဆိုတာဘာကိုဆိုလိုပါသလဲ။ဒီမေကွန်းကိုဖြေနိုင်ဖို့အတွက်စာရေးသူကအခုလိုလေးရှင်းပြပေးထားပါတယ်။သူဆိုတာကောင်းမွန်တော့စရီတာဆိုတာကတော့ဇယိုက်ဖြစ်ပြီးဆက်ဝန်ကတော့အဝန်ဝိုင်းကိုဆိုလိုတာဖြစ်ပါတယ်။ အားလုံးကိုပေါင်းစုလိုက်မယ်ဆိုရင်တော့ကောင်းမွန်သောအကျင့်စာရိတ္တရှိသူများ ਨੇ ဖွဲ့စည်းထားသောအဝင်ဝိုင်းလို့အဓိပ္ပာယ်ရပါတယ်။ကျမတို့အနေနဲ့ပတ်ဝန်းကျင်ကောင်းတစ်ခု အဖွဲ့စည်းကောင်းတစ်ခုကိုရနိုင်ဖို့ဆိုတာဟာကျမတို့တဦးတည်းပေါ်ဆောင်နိုင်တဲ့အရာရဲ့လို့မဟုတ်ပဲကျမတို့တဦးချင်းစီကနေစလို့ပြောင်းလဲပြီးဖန်တီးယူရမှာပဲဖြစ်ပါတယ်။ဒီစာအုပ်လေးကိုဖတ်လိုက်ရတဲ့အခါမှာသူစရိတာဆုံဝန်နဲ့ကြားရောက်နေထိုင်နေတဲ့သူတွေရဲ့အမှုအကျင့်တွေဟာဘာတွေလဲ သူတို့ရဲ့နေပုံထိုင်ပုံကြင်ကြံပုံတွေဟာဘယ်လိုမျိုးလဲကျမတို့အနေနဲ့ရောဘယ်လိုနီးလန်းတွေနဲ့အတူယူလိုက်ပါလှုပ်ဆောင်တင်လဲဆိုတာကိုပါမှတ်သားသိရှိလိုက်ရပါတယ်သူစရိတာဆက်ဝန်နဲ့မှာရှိနေတဲ့သူတွေဟာတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြတယ်။အသိပညာအမြဲတမ်းတိုးပွားနေအောင်စာဖတ်ကြတယ်။စိတ်ငြိမ်ချမ်းမှုရရှိဖို့အတွက်တပင်ပန်းမင်းတွေစိုက်ပျိုးကြတယ်။ကျန်းမာရေးကိုလည်းအထူးတမန်လိုက်စားကြတယ်။ကိုကျင့်တရားကောင်းမွန်ဟာတတိတရားနဲ့ရှင်တွဲပြီးနေထိုင်ကြသလို ပတ်ဝန်းကျင်ကလူတွေအပေါ်မှာလည်းအချင်းချင်းကူညီဖိမတတ်ကြပါတယ်အခုလိုခေတ်မီတိုးတက်လာတဲ့ကဘာကြီးမှာဆန်းဆန်းပြပြထွက်ရှိလာတဲ့ကုန်ပစ္စည်းအသုံးဆောင်တွေနဲ့လူတွေရဲ့လုံရင်ဆန္ဒတွေကိုအတော်မတတ်နိုင်အောင်အာယုံထွေပြားစေတဲ့ consumerizing လို့ခေါ်တဲ့စားသုံးသူဝါဒဟာလည်းကျမတို့တွေရဲ့ခြေမှာကြကြပြန့်ပြန့်ဖြစ်လာပါတယ်ကျမတို့အနေနဲ့သူစရိတာဆက်ဝန်းထဲမှာရှင်တွဲနေထိုင်နိုင်ဖို့ဆိုရင် ပထမအရေးကြီးဆုံးအချက်ကတော့ကျမတို့ရဲ့ဘဝနေထိုင်ပုံတွေဟာရူရှင်းနေဖို့လိုအပ်ပါတယ်။ကိုယ်ဘဝမှာ ကိုယ်ဦးစားပေးမယ့်အရာတွေကိုရှင်းလင်းစွာသိရှိနေဖို့အကြောင်းကြားနေနေလူအင်းနေနေနဲ့လုံလောက်မြတ်တာစွာနေထိုင်နိုင်ဖို့ကိုယ်မှာမရှိသေးတဲ့အရာတွေပေါ့တက်မဆိုင်တော့မလိုက်ပဲကိုယ်ပိုင်ဆိုင်ထားတဲ့အရာလေးတွေကိုတန်ဖိုးထားထိမ့်သိမ့်ဖို့ရုပ်ဝတ္ထုပိုင်းဆိုင်ရာတိုးတက်မှုတွေထက်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုပိုဦးစားပေးဖို့လိုအပ်လာပါတယ်။ ဒါအတွက်ကျမတို့တွေစာရေးပူဖတ်ကြမယ်။တဘာဝပတ်ဝန်းကျင်ကို ကိုကစတင်ပြီးကိုတက်နိုင်တဲ့အရာလေးတွေနဲ့ဆောင်ရှောက်ထိန်းသိမ်းကြမယ်။ကိုတို့အတွက်အမှန်တကယ်လိုအပ်တာတွေကိုပဲဝယ်ယူသုံးစွဲပြီးမလိုတာတွေကိုရှင်းချကြမယ်။တစ်ပင်ပန်းပင်တွေစိုက်ပြူကြမယ်။ကျမတို့ဘေးနားကလူတွေအပေါ်မှာမြတ်တာနဲ့ဂယုနာဆိုတဲ့လူဖွဲ့စည်းအတွက်အင်မတန်မှလိုအပ်တဲ့အရာလေးတွေကိုညှဝေရင်အချင်းချင်းကူညီရိုင်းပင်းကြမယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ ကျန်းမာတန်ဆွမ်းနေဖို့အတွက်အာဟာရမျှတတဲ့အစာအသောက်တွေကိုစားသုံးကြမယ်။ကိုယ့်ရဲ့စိတ်ကလေးတန်ဆွမ်းဖို့အတွက်လည်းတတိတရားနဲ့ရှင်တွင်းနေထိုင်ပြီးဂရုစိုက်ကြမယ်။ကိုကိုယ်တိုင်ကစတင်လို့ကိုယ့်ရဲ့ကိုကျင့်တရားတွေကိုလုံခြုံအောင်ထိန်းသိမ်းကြမယ်။ကိုတယောက်တည်းလုပ်လို့ဘာပြောင်းလဲသွားမှလဲလို့မေးစရာရှိပေမယ့်ကိုလိုလိုတွေများလာတဲ့အခါမှာတော့ကျမတို့လိုချင်တဲ့သူစရိတာဆက်ဝန်လေးတွေဟာတဖြည်းဖြည်းကျယ်ဝန်းလာမယ်တဖြည်းဖြည်းနဲ့ပွားများလာမှာပဲဖြစ်ပါတယ် ဒီထက်ပိုပြီးလှုပ်ဆောင်သေးတဲ့နီလန်တွေကိုလည်းစာရေးသူဟာစာအုပ်လေးထဲမှာဖြည့်တာပေးထားပါတယ်။ဖတ်ရှုပြီးလိုက်နာကျင့်သုံးဖို့အတွက်အင်မတန်မှသင်လျော်သလိုအနှစ်သာရတွေပြည့်ဝနေတဲ့စာအုပ်ကောင်းလေးတအုပ်ဆိုလည်းမမှားပါဘူး။ဖတ်ကြည့်ကြဖို့အတွက်လည်းကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်။ဆိုတော့ဒီနေ့ရဲ့ book review အစီအစဉ်လေးကို ဒီနားမှာရန်နာဝင်ပြပါနားဆင်ပေးကြတဲ့စာဖတ်ပရိသတ်တဲ့ဦးကြီးစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ် review တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲတာယာတော့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ